မင်္ဂလာပါရှင်။ရသဆောင် channel ကနေပြောပရိသတ်များအားလုံးကိုပြန်လည်ပြောကြိုဆိုပါရရှင်။ပရိသတ်များရှင်ဒီနေ့မှာတော့စာရည်သူကျုံရင့်တီကံဘလိုရှိတာထားတယ်။ရန်ညိုးဖွဲ့ကဝေဆိုရက်ဇလန်လေးရဲ့အပိုင်းကိုကိုတက်ဆက်ပြီးသွားခြင်းပါတယ်။ဇလန်လေးကိုနားမစင်ခင်မှာတော့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါရရှင်။ကျေးဇူးတင်ပါတယ်။ဒါဆိုရင်ဇလန်လေးကိုစတင်ပြီးတော့နားဆင်လိုက်ရအောင်ပါရှင်။မမ မမ မမလာပါအောင်ဟဲ့ညီမဖြစ်သူအနင်းလေးကမေပြိုအခန်းတွင်ကိုအပြေးဝင်လာခဲ့တယ်။အနင်းလေးရဲ့မျက်နှာဟာစိုးရိမ်ခြင်းနဲ့အတူအလင်းစလိုလေးဖြစ်နေရတူတယ်။ဘာဖြစ်လို့လဲအနင်းလေးမေပြိုမှတ်တမ်းစာကိုဖတ်ရှုနေရင်အိပ်ပျော်သွားခြင်းဖြစ်တယ်။အနင်းလေးအလန့်တကြားအော်ခေါ်ပြေးဝင်လာတဲ့အခါမှသာမေပြိုနိုးလာခဲ့တယ်။အနင်းလေးဟာမေပြိုရဲ့အမေကိုညှို့ထိုးပြီးတော့မမေမမေအခန်းထဲမှာအမောဖောက်နေရဲ့ မလှုပ်ပါအောင်မမြုပ်ခဲ့ပါအောင်ဟဲ့မေပြိုကရင်ထက်ကချက်ချင်းထက်လိုက်ပြီမိရင်ဖြစ်သူအခန်းစီကိုအပြေးထွက်သွားတယ်အခန်းအရှိမှပြင်ရက်ဆောင်နေကြတဲ့ဆွေမျိုးတွေကို မေပြိုတွေ့လိုက်ရပြန်တယ်အဲ့ဒီသူတွေရဲ့မျက်နှာတွေကလည်းစိုးရင်ကြောင်ကြာနေကြတယ်လို့မေပြိုခံစားမိရဲ့မမေအခန်းတွေကို မေပြိုဝင်လိုက်တော့မိခင်ဖြစ်သူက မောဟိုက်လို့နေကြတယ်မိခင်ရဲ့ခေါင်းကလည်းတဆဲဆဲတုံရီကနေရဲ့မေပြိုခန်းတွင်ရောက်တော့ မဖြစ်သူအနည်းလေးရာလေမေပြိုနောက်မှာလိုက်ပါထားခဲ့တယ်ရဲ့မေပြိုမိခင်ဟာမောဟိုင်းမှုတွေကြာမှသူ့နဲ့မလမ်းမကဲမှာရက်နေရဲ့မေပြိုကိုသူ့ရဲ့အာရင်ကောက်ခန်းလူလူလက်နဲ့လမ်းကခေါ်လိုက်ပြန်တယ်မေပြိုမိခင်ရဲ့နောက်ဆုံးချင်းတွေကိုသိပြီးမိခင်ဖြစ်သူခန်းစားနေရတာတွေကိုမကြည့်ရခဲ့ပြီဒါပေမဲ့သူမမိခင်အနာကိုအနည်းလေးရဲ့လက်ကိုစုပ်ကံပြီးတိုးကက်သွားလိုက်တယ်မမေမေပြိုမငုံမိအောင်စိတ်ကိုတင်းထားခဲ့ရတယ်ညီမဖြစ်သူအနင်းလေးကတော့ ခလေးပြီးပြီးမျက်ရည်တွေကျနေရှာတယ်။တသမီအသက်ကိုပင်မနှဲရှူရှာနေရင်းနဲ့မေပြုတ်ကိုခေါ်လိုက်တယ်။ညီမလေးကိုစောင့်ရှောက်နော်။စိတ်ချပါမမေ။တမင်းညီမလေးကိုစောင့်ရှောက်မှာပါ။မမေဗမာစင်ပုံနဲ့နော်။မမေစိတ်ချနော်။မေပြုတ်ရဲ့အဖြေကိုမိခင်ကကောင်းလေးကိုလှုပ်ကညှိနေ။အနှင်းလေးကတော့အမဖြစ်သူရဲ့ခါကိုဖတ်တွေ့ရင်းနဲ့ငိုရှိုက်နေကြရတယ်။စစအုပ်စောက်ကိုဖတ် ။သမီးစာကိုဖတ်ပြပါပေးမမေရဲ့။မမေသမီးကိုဖာပြောချင်နေလို့လဲ။မေပြို့မိခင်ဟာတိတ်တကမှာတော့မေပြို့နဲ့မလန်းမကဲမှာရက်နေရဲ့။အသက်ရွယ်အတော်အုံရဲ့အဖိုးကြီးကိုလက်ညှိုးထိုးပြတယ်။ဒီလိုလက်ညှိုးထိုးနေစဉ်။မမေမမေရဲ့လက်ဟာဂရင်ဘော်ကိုအယုတ်ကျိုးပြက်ကကျသွားပြီးနောက်မောဟိုင်းရဲ့မိခင်ရဲ့ကောင်းဟာလေညှိတက်လို့သွားတယ်။မမေမမေကိုခေါ်ပါဦး။မမေအနှင်းလေးဟာ အတိုင်းမဲ့သွားတယ်မိခင်ရဲ့ရုပ်လောင်ကိုကြည့်ပြီးအမားဖြစ်သူရဲ့ကိုယ်ကိုလက်လက်လှုပ်ရှာရင်းဝွကျွေးနေရတယ်။မမေရဲ့သမီးတို့ထားသွားပြီပေါ့။မိပြောပါမိခင်ရဲ့အတိုင်းမဲ့နေရဲ့မျက်နှာကိုစိုက်ကြည့်ရင်းနဲ့စိတ်မကောင်းစွာပြောလိုက်တယ်။ဒီလိုပြောနေစဉ်သူမရဲ့မျက်နှာထက်မှာမျက်ရည်တွေဟာလေတပြိုင်ပြိုင်ကျဆင်းလာတယ်။အနည်းရှိလူတွေကလေစိတ်မကောင်းစွာတပြင်းတွေချနေခဲ့ကြတယ်။မျက်နှာထက်မှာမျက်ရည်တွေကျဆင်းနေပြီမြေ နှုတ်ဖျားတွေမှာတိတ်ဆိတ်နေကြတယ်။တေဆောင်ကြီးရှင်သန်ချင်းတွေကကဝင်းဤအဖွဲအတွဲကမစမ်းကြတဲ့လို့ဘသူမှမရှောင်ရှားနိုင်တဲ့လောကသဘောကိုလေအာလုံးနားလေထားကြလေရဲ့။ကဲသမီးတို့သမီးတို့မိခင်ရဲ့ခန္ဓာကိုယ်ဟာဝိညာဉ်ကိမဲ့သွားရှာပြီ။သူဟာဒီခန္ဓာကိုယ်မှလွတ်မြောက်သွားပြီ။နာအသည့်တပံမွေးပွားလာဖို့အချိန်ကျခဲ့ရပြီကွ။ဒါကြောင့်သူ့ရဲ့ဝိညာဉ်ကိုအေဂျင့်ဖို့ကိုသာဆူတောင်းပေးကြပါ။အဖိုးကြီးဟာသူမတို့ကြားစီဖို့ပြောလိုက်တယ်။ အဲ့ဒီအဖိုးကြီးကတခြားမဟုတ်သူမတို့ကဝေနေအဖွေရဲ့ခေါင်းဆောင်ကြီးပင်ဖြစ်တယ်။အဖိုးကြီးနာမည်ကအိုဘလိုင်းဖြစ်တယ်။အဲ့နောက်မီးပြိုတို့ဟာမိခင်အလောင်းကိုတကြိုပေးဖို့ရန် စီမံခဲ့ကြတယ်။ကိစ္စရီအလောင်းကိုစီမံပြီးနောက်အိုဘလိုင်းကမီးပြိုကိုတွေးဆောင်ခဲ့ပြန်တယ်။တွေးဆောင်ခြင်းကသမီးလည်းမှတ်တမ်းစာကိုဖတ်ပြီးပြီလို့အဖိုးထင်တယ်။ဟုတ်ကဲ့သမီးဖတ်ပြီးပါပြီအဖိုး။อืมဒါဆိုသမီးဟာကဝေကောင်းရဲ့ဝိညာဉ်ကိုအဆုံးသက်ပေးနိုင်မယ်လို့လို့သမီးထင်တာ။ ရှင်အဖိုးရဲ့စကားကြောင့်မေပြိုအံ့ဩမိရဲ့သူမကိုယ်တိုင်လက်ခံနိုင်ဖို့ခက်ခဲနေခဲ့ရတယ်။ဒါပေမဲ့သူမတတိထားမိရာကသူမငယ်စဉ်တည်းကဘယ်ပညာကိုမှ သင်ကြားစရာမလိုပဲတက်မြောက်နေသူဖြစ်တာကိုပဲအခုအဖိုးရဲ့စကားကြောင့်သူမလက်ခံရတော့မလို့ဖြစ်နေခဲ့တယ်။မန်ဩပါနေသမီးဒါအဖိုးတို့ကဝေနီအဖွဲတွေမျိုးဆက်တိုင်းစောင့်မျှော်ခဲ့ကြရတဲ့ကိစ္စကြီးပဲကွ။အဲ့ဒီတော့သမီးမွေးဖွားလာရခြင်းကို ။သမီးသိပြီဆိုတော့သမီးပါဆက်လုပ်မလဲ။အဖိုးကသူ့မအောင်ကြေကမေးလေတော့သူ့မဖြေရခက်သွားတယ်။မမီးကသမီးကိုဘာမှမပြောရသေးဘူးအဖိုး။အော်အဲ့လိုလား။ဒါဆိုအဖိုးပြုတ်ပြတ်ပါမယ်။ဒီလိုသမီးရဲ့အဖိုးတို့ဘီမကြီးစွန့်ပစ်ခဲ့တဲ့မြို့ပြက်ကြီးဟာအခုဆိုအဲ့ဒီနေရာမှာလုံးလုံးကွက်ပြောက်သွားခဲ့ပြီ။အေးတခုကတော့မပြောင်းလည်းပဲကြမ်းရှိနေရဲ့။အဲ့ဒါကဘာလဲဆိုတော့ကဝေကောင်ကိုမြုပ်ထားတဲ့ရေတွင်ပဲသမီး အရည်တွင်ကနှစ်ကာလတွေပြောင်းပေမယ်အခုထိကြံရှိနေသေးတယ်။ဒါဆိုရေရင်းရတကယ်ရှိရပါတော့နော်အဖိုးရှိရပါကွယ်ရှိရမှာရွာတရွာရဲ့အလယ်မှာရောက်နေရကွယ်ရှင်အဲ့ဒါကရွာရဲ့အလယ်မှာရှိရဲ့ဘလို့များဖြစ်ရတာလဲအဖိုးအင်းနှစ်ကာလတွေကြာလာတော့လူဝေလဲဟိုတစုတီတစုစုဝေးရင်းကနေရွာဖြစ်သွားတာပဲတမီးရဲ့ဒါမှမဟုတ်အခုထိတော့အဲ့ဒီကဝေကိုဖုံးထားတဲ့အဆောင်တွေမပြတ်ပြဲသေးဘူး မပြက်ပြဲဆိုအိုက်ကဝီရဲ့ရေတွင်းကိုတေချာဖုံးထားကြတာဆိုတော့အိုက်ရွာကလူဝီရရေတွင်းဆိုတာမသိကြဘူးလေအဲ့ဒါဆိုကဝီကောင်းရဲ့ဝိညာဉ်ကမထွက်သေးဘူးပေါ့နော်အဖို့ဒါပေါ့ကွယ်ဒါမှမကြတော့ဘူးသမီးအိုက်ရွာစီကိုသွားမှဖြစ်တော်မယ်ဘာလို့ဆို ကဝီကောင်းရဲ့ဝိညာဉ်ကထွက်လာဖို့အချိန်တက်နေပြီအိုက်ရွာနာမည်ကဗာလဲရင်အဖို့ရွာနာမည်ကတောင်ကြီးရွာတဲ့စိန်စာတဲ့နာမည်ဆိုတာမသိကြပဲ နေနေတဲ့ရွာသူရွာသားတွေရဲ့ရွာပေါ့ကွယ်။ဒါပေမဲ့အဲ့ရွာက မွေးဖွားလာသမျှကချောပေလာပေမရှိကြတော့အံ့ဩစရာပဲ။ဘလို့အကြောင်းကြောင့်များလဲအဖို့။အဖိုးတေချာမြင်ကြည့်ရရင်တော့အဲ့ရွာကကျင်းစာတဲ့နေမိမှာနေကြတာကြောင့်အဲ့မိကရေဝေလေဝေကြောင့်မျိုးဆက်တွေပြောင်းလဲသွားကြတယ်လို့ဆိုရမှာသမီးရဲ့။အော်မေပြိုအဖိုးရှင်းပြသမျှကိုတေချာနားထောင်နေခဲ့တယ်။သူမကမျိုးနွယ်ရဲ့ကိစ္စကြီးတစ်ခုလုံးကို တာဝန်ယူပေးရမယ်သူပဲဖြစ်တယ်။သူမမစွမ်းဆောင်နိုင်ရင်မိခင်ဖြစ်သူရဲ့နာမည်ထိခိုက်မှာဖြစ်ပြီးရာသူမတဆွမ်းတဲ့လောက်လှုပ်ဆောင်ဖို့သူမဆုံးဖြတ်လိုက်တော့တယ်။တမီးအယွာကိုသွားဖို့ဘာပဲလို့လဲအဖိုး။သူမအဖိုးကိုမေးလိုက်လေရော့။တမီးကိုယွာထိလိုက်ဖို့ခံပေးပါမယ်။အဲ့ယွာမှလည်းတမီးရဲ့အတော်ရှိရော့။တမီးနေဖို့ထိုင်ဖို့အဆင်ပြေလောက်မှာပါ။ဟမ်။အတော်ဟုတ်လားဖိုး။ဟုတ်တာပေါ့။တမီးရဲ့အတော်အယွာမှရှိရဲ့။ အဖိုးတို့ကအချိန်ကြီးစောင့်ကြည့်ဖို့သူ့ကိုအဲ့ရွာမှာပဲနေထိုင်ခိုင်းခဲ့တာကွယ်။တမီးရဲ့ဒေါ်ဆိုတာဒေါ်လေးနှုတ်မိလာရင်အဖိုး။ဟုတ်တယ်တမီး၊နှုတ်မိပဲပေါ့။တမီးအတော်ကိုတမီးငယ်လေးကပဲမြင်ပူလိုက်တာ။မမေကိုမိတော့မရှိတော့ဘူးပြောခဲ့တာ။သူမမိခင် သူမငယ်စဉ်ကပြောခဲ့တာကိုတတိယမိသွားတယ်။သူမနဲ့အမြဲတစေစော်ကစားပြီးရဲ့သူမကိုချက်တဲ့ဒေါ်လေးကိုသူမလွမ်းမိတိုင်းမိခင်ကိုမိရင်တမီးရဲ့တော်မရှိချာတော့ဘူးတမီးရဲ့နောက်ကိုမမေးနဲ့တော့နော်။ အဲ့လိုသာဖြေခဲ့တယ်။အခုအတော်ဖြစ်သူက အသက်ရှိသေးုံမက သူ့သွားရမယ့်ရွာမှာနေထိုင်နေခဲ့ပြန်တယ်။အဖိုးတို့ကဝေနေရဲ့လှည့်ဝဲချက်ကြောင့်ဘသူ့ကိုမှမပြောပြတာပါ သမီး။သမီးသာအဲ့ဒီရွာစီကိုရောက်ရင် သမီးတော်ကိုတွေ့ရမှာပါ။သမီးအဲ့ဒီရွာကိုသွားမှာပါအဖိုး။ဒါပေမဲ့အဖိုးတောင်းဆိုချင်ရှိပါတယ်အဖိုး။ဘာများလဲသမီးရဲ့အဖိုးကိုပြောပါ။အဲ့ဒါကသမီးညီမလေးကို အတူခေါ်သွားခွင့်ပြုပါအဖို อืมအဖိုးမတားစီးကြင်ပါဦးသမီးရဲ့သမီးရဲ့တောင်းဆိုချက်ကို အဖိုးလက်ခံပါတယ်မိပြိုအနေနေကိုချက်မထားခဲ့ခြင်းဒါကြောင့်အဖိုးထံတောင်းဆိုလိုက်ခြင်းဖြစ်တယ်အခုတော့ညီမလေးကိုအတူလိုက်ပါခွင့်ပြုပြီမို့ဒါဆိုအဲ့ရွာကိုသမီးသွားရမယ်အဖိုးဘယ်တော့သွားကြလဲသမီးအဖိုးကမေးလိုက်တော့မိပြိုလက်သေးကိုဆုပ်ကမနေ့ပြန်သွားမယ်အဖိုးကားမီလေးအဖိုးစစ်စင်ပေးပါမယ်အဖိုးကသူ့မကိုကောင်းတညင်ညင်နဲ့ပြောလိုက်လေရော်တယ် ်ညီမလေးမမနဲ့လိုက်ခဲ့ကြလားဓမ္မမဟုတ်ညီမလေးဒီမှာပဲနေခဲ့ကြလားညီမလေးမနေခဲ့ခြင်းမမညီမလေးမှာမမေလည်းမရှိတော့ဘူးညီမလေးမှာမမပဲရှိတော့တာမမရေအနေလို့မထားခဲ့ပါနဲ့နော်အနေကသူမထားခဲ့မှာကိုကြောက်ရွံ့နေကြတယ်သူမနောက်ခေါ်ဖို့ရင်တနာစပွဲအမှုရာလေးနဲ့ပြောနေရောမေပြုတ်ရင်နေမှာဝန်နေတာကညီမလေးတဘောကိုမမမေးရပါမမညီမလေးကိုခေါ်ဖို့အဖိုးစီခွင်တောင်းပေးပါပြီကွယ် တကယ်လားမမအနှင်းလေးကိုခေါမပေါ့နော်ခေါမပေါ့မမမလည်းအနှင်းလေးပဲရှိတော့တာလေညီမလေးရဲ့အနှင်းလေးကိုပွေဖယ်ရင်နေမေပြောပြောလိုက်လေရသူ့မဇကားရီယာဝမ်းနေစိတ်ကြောင့်တုန်ခါသွားခဲ့ပြီးမျက်ရည်ကြည့်ပြီးပါကြဆင်းလို့လာတယ်ဒါပေမဲ့ညီမငယ်လေးမြင်ပါကိုစိုးရင်ပြီးသူ့မမျက်ရည်တွေကိုလှန်နေဖယ်ရှားလိုက်ရတယ်ပြီးနောက်ပွေဖက်တာကိုဖြေလျှော့လိုက်ပြီးသူ့ကိုဖက်တွေထားတဲ့အနှင်းလေးရဲ့မျက်နှာကိုလက်တစ်ဖက်နဲ့ခပ်ပွားပွားဆွဲမောလိုက်ပြီးညီမလေး အရွာကိုရောက်ရင်မမလုံးစရာရှိတယ်။အဲ့ခါကျရင်ညီမလေးဘေးလူရရှောင်းနေရမယ်နော်။ဘာလို့ဆိုမမအရွာကိုသွားရတာကမမတို့မျိုးနွယ်ရဲ့တာဝန်ကြောင့်ပဲညီမလေး။ဟုတ်မမ။မမစကားအနေလေးနားထောင်ပါမယ်။မမစိတ်ချမယ်နော်ညီမလေး။မမတို့ရဲ့မျိုးနွယ်အကြောင်းကိုလေဘသူကိုမှပြောပြလို့မဖြစ်ဘူးနော်။ဒါရီညီမလေးကတိပေးနိုင်မှမမနောက်ကိုညီမလေးလိုက်ရမှာ။အနေလေးကတိပေးပါရဲမမရဲ့။မမနောက်ကိုအနေလေးလိုက်ခင်မယ်နော်။ ညီမလေးသာကလေးတင်မခေါ်မှာပေါ့ကွယ်နောက်တနေ့မနေ့မှာမေပြိုတို့ကို အဖိုးအမင်းလုံးစီစဉ်ပြီးရဲ့အလုံးကိုနှုတ်ဆက်ပြီးမြင်းလုံးဘွက်ကိုတက်ဖို့ပြင်နေသမီးခဏလေးအဖိုးပေးကြကြံသေးရဲ့အဖိုးကသူ့မကို တားဆီးလိုက်တယ်ပြီးနောက်လူတစ်ယောက်ယူဆောင်လာပြီးရဲ့အနီရောင်ကလေးပါသားနဲ့ပြုတ်ထားတဲ့အိတ်ကို သူ့မကိုကမ်းပြီးရဲ့မေပြိုလည်းအဖိုးပေးရဲ့အိတ်ကိုယူလိုက်ပြီးထုံးထားတဲ့ကြိုးစားကိုဖြည့်လိုက်တော့ဒါဟာဘီရင်မကြီးကိုယ်တိုင် သူ့ပညာတွေပေါင်းဆက်စီမံပေးရဲ့ဒါပဲသမီးဒီတော့ဘယင်မကြီးဟာသမီးအတွက်လှူထားပေးခဲ့တာပဲသမီးယူသွားလိုက်ပါငွေရောင်ငကားကြီးနှကောင်ကဖက်တွေထားရဲ့ဓာလဲကင်ကြီးနဲ့တဲ့အိမ်ကြီးကိုသူမငေးကြည့်ရင်တဲ့အိမ်ကိုချွတ်လိုက်လေရောတလဲလဲတောက်ပါနေရဲ့ဓာမှာသူမပုံရိပ်ကိုမြင်နေရတယ်ခဏအကြာကြည့်ပြီးတဲ့အိမ်ကိုပြန်ပေးလိုက်ပြီးသူမကြောမှာအိတ်ကိုဆက်လွယ်တန်းလိုက်တယ်စိတ်ကြပါအဖိုးမျိုးနဲ့တွေ့သမီးတောင်ကိုကြည်စီရပါမယ်အဖိုးယုံကြည်ပါတယ် အဖိုးတို့အားလုံးသမီးတို့ပြန်လာကိုစောင့်မျှော်နေပါမယ်။အားလုံးကိုနှုတ်ဆက်ပြီးနောက်မြင်းလုံးဘော်ကိုတက်လာခဲ့လိုက်တော့တယ်။သူတို့မြင်းလုံးဘော်ကိုရောက်တော့မြင်းလုံးမောင်းနေသူကမြင်းလုံးကို စတင်မောင်းနေလာခဲ့တယ်။သူမတို့ညီမနှစ်ယောက်ကတော့သူမတို့မွေးရမြေးလေးရှိအိမ်တွေလေကွင်းတွေကိုငေးမော်ရင်လိုက်ပါလာခဲ့ကြလေရဲ့။ပရိသတ်များရှင်အကိုတင်ဆက်ပေးခဲ့တယ်။စာရေးသူကျုံရင်တီကံဘလူရှေးသားထားရင်ရန်ညိုးဖွဲ့ကဝေးဆိုတဲ့ဇလန်လေးရဲ့အပိုင်းကိုကတော့ဒီမှာနေပြပါပြီ။ တော်တာရှင်တို့ရဲ့ဝေဖန်စာ အကြံပြုစာဓမ္မမဟုတ်ကိုပိုင်တွေးကြောခဲ့ရတဲ့ပြည်မှန်ဇာတ်လမ်းတွေကိုပြောကြားလိုပါကလည်းအောက်ပါ Telegram နဲ့ Facebook Page မှာတဆင့်ရေးသားပေးပို့နိုင်ပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်